မြမသမိုင်းမှာလေစလန်းတဖို့ကအမေးရလို့လို့ထိတ်ထိုက်တွေ့နေတယ်တဖို့ကပါလဲဆိုတော့တန်းပြီကိုစားထောင်တော့က Ferrous နဲ့ဘေးမင်ဆိုပြီးဂတိပေးခဲ့တယ်ဆိုတော့အားလုံးဒီပါယုံကြည်ထားတဲ့ဇလန်းပေါ့ဒါပေမဲ့တခဲတန်းဥပဒေစာရက်စာတန်းတွေကိုလန်ကြည့်လိုက်တဲ့အခါမှာတော့အဲ့မှာပြောနေတာလုံးဝတခြားစီပဲကဲဒီတော့အဲ့ဇလန်းတစ်ခုကြားကကွာချက်ကဘာလဲဘဲကစလဲဆိုတာကိုတို့တွေအတူတူလေ့လာကြည့်ကြရအောင်ဒါဆင်အဓိကမရမမေခွန်းကရှင်းရှင်းနေပဲ မြန်မာနိုင်ငံဟာမွေးကလေးကဖက်ဒရယ်နိုင်ငံအဖြစ်မွေးဖောက်လာခဲ့တာတကယ်ဟုတ်လားဒီမေကွန်းရဲ့အဖြစ်ကိုလေတို့တွေတိုင်းစာပဲစာတန်းနေတဲ့မှာပဲဒူဖော်ရှာဖွေကြည့်ကြရမှာပေါ့ဆိုတော့တစ်ဖက်မှာကနိုင်ငံရေးအရာ ပေးခဲ့တဲ့ကတိကဝတ္တီညီညွတ်ရေးတဲ့မျော်လင့်ချက်တွေအခိုင်အမာရှိနေတယ်ဒါပေမဲ့နောက်တစ်ဖက်ကိုကြည့်လိုက်တော့ဘာခံစားချက်မှမပါတဲ့ချက်ကက်ကက်နန်လာတဲ့ဥပဒေစားသားတွေကတိတိကျကျယက်တီနီပြန်ရောအဲ့တော့ဒီဆလက်နှစ်ခုကဘယ်နေရာမှာစပြီးလွဲချော်သွားလဲကြည့်လိုက်ကြရအောင် ကဲပထမဆုံးအနေနဲ့တို့ဘက်ကစကြည့်မလဲဆိုတော့အားလုံးကတမိုင်းဝင်တန်သေးတဲ့ခုအဖြစ်အလေးထားကြတဲ့1948ပင်လွန်စာချုပ်ကနေဆက်လိုက်ကြရအောင်ဒီစာချုပ်ကတကယ်ပဲဖက်ဒရယ်ဂတိခွေတခုလားတမမောနိုင်နိုင်ရေးတဘူတူညူချက်တခုပဲလားဆိုတာအသေးစိတ်စမ်းစစ်ကြည့်ကြမယ်ပင်လွန်စာချုပ်စွာနဲ့နိုင်ငံရေးအရာဘလောက်အရေးပါလဲညီညွတ်ရေးရဲ့ဘလောက်အားကောင်းတဲ့တင်ကြဲလဲဆိုတာကိုတော့ဘယ်လိုမှငင်းလို့ရမှာမဟုတ်ဘူးဒါကြောင့်လဲလူအများစုကြီးကဒါကိုဖက်ဒရယ်စနစ်ရဲ့အရှိန်အဟုန်အမြင့်ကြီးတခုလို့ယုံကြည်နေကြတာပေါ့ အဲ့ဒီစာချုပ်ထဲမှာအထူးအကြဆုံးအားလုံးကိုးကားကြတဲ့စကားရဲ့တစ်ခုရှိတယ်။အဲ့ဒါကတော့ပြည်တွင်းအုပ်ချုပ်ရေးမှာအပြည့်အဝကိုးပိုင်အုပ်ချုပ်ခွင့်ဆိုတာပဲ။ဒီစကားရဲ့ကိုပဲဖယ်ရစ်နဲ့တော့ပေးခဲ့တဲ့ဂတိတစ်ခုအဖြစ်အများဆုံးအထည်ပဲကောက်ယူကြတာပေါ့။ဒါပေမဲ့ဟုတ်ပြီ။ဒီနေရာမှာဥပဒေရတရထားစီရအရာအရေးကြီးတဲ့ကွာခြားချက်တစ်ခုရှိနေတယ်။စာချုပ်ထဲမှာပြောတဲ့ကိုးပိုင်အုပ်ချုပ်ခွင့်ဆိုတာကအုပ်ချုပ်ရေးအာဏာကိုဗဟုအစိုးရကနေဒေတာတွေကိုခွဲဝေပေးရတာ။ ဆိုလိုတာကအချုပ်အခြားအာဏာကဘဟုမပိုက်ရှိနေတုံးပဲတကယ်ဖက်ဒရယ်စနစ်ကြတော့အဲ့လိုမဟုတ်ဘူးအချုပ်အခြားအာဏာကိုဖွဲ့စည်းပုံအခြေခံဥပဒေရဘဟုနေပြည်နေဒီကြမှာခွဲဝေကျင့်တုံးတာရှင်းအောင်ပြောရရင်တစ်ခုကအပေါ်ကနေခွင့်ပြုချက်နဲ့ချပေးတာနောက်တစ်ခုကတော့မွေးရပါအခွင့်ရေးလို့မူလကတကယ်ကခွဲဝေထားပြီးသားဖြစ်နေတာအဲ့ဒီနှစ်ခုကအများကြီးကွာတယ်တကယ်တမ်းစာချုပ်ကိုတေချာဖတ်ကြည့်လိုက်ရင် Federal စာချုပ်တစ်ခုမှာရှိတဲ့ရှိထိုက်တဲ့အဓိကအချက်တွေတော်တော်များများကြံ့နေကြတာကိုတွေ့ရလိမ့်မယ် ဥမာပြောရရင် Federal ဆိုတဲ့စကလုံးကိုယ်တိုင် တခုံးမှမပါဘူး။ ODE ပြည်ရေးနဲ့တရားစီရင်ရေးအာဏာတွေကိုဘယ်လိုခွဲမလဲဆိုတာလည်းမပါဘူး။ data တွေရဲ့အာဏာကိုဘယ်လိုကာကွယ်ပေးမလဲခွဲထွက်ခွင့်ရှိလားအဲ့ဒါတွေလည်းလုံးဝမပါခဲ့ဘူး။ဟုတ်ပြီ။ပြလုံးပြီးတော့နောက်ထပ်အဓိကကြတဲ့တက်တဲ့တကူကိုဆက်ကြည့်ကြအောင်အဲ့ဒါကတော့ပထမပုံစီစပလစ်ရှစ်ဖွဲ့စည်းပုံကိုခြေခံဥပဒေပဲအဲ့ဒီအချိန်မှာတော့ဖက်ဒရယ်စနစ်ရဲ့အရေးအယောင်တွေကိုသူတို့ရှာတွေ့နိုင်မလား ။တထောင်းဒီကဆဲဆစ်ရှစ်ဖွင့်စည်းပုံမှာ factory စာနဲ့ရည်ရွယ်ချက်တွေရှိတယ်လို့ပြောတဲ့သူတွေကအထူးကထောက်ပြတာတခုရှိတယ်။အဲ့ဒါကတော့လူမျိုးစုလွတ်တော်ဆိုတာကိုထည့်သွင်းထားတာပဲ။ဟုတ်တယ်။နာမည်ကြားလိုက်ုံလည်းတော့ဒါက factory စနစ်လက္ခဏာတခုလို့လို့အပေါ်ယံကြည့်ရင်တော့ဟုတ်တယ်လို့လို့ထင်ရတာပေါ့။ဒါပေမဲ့အထက်ကိုအထေချဝင်းကြည့်လိုက်ကြအခါမှာတော့အဲ့ဒီလူမျိုးစုလွတ်တော်ရဲ့အာဏာကတကယ်ဖက်ဒရယ်နိုင်ငံတွေကအထက်လွတ်တော်တွေရဲ့အာဏာနဲ့ကွာခြားချက်ကြီးမားတာကိုတွေ့ရတယ် ဥမာအမေရိကန်အထက်လွှတ်တော်လိုမျိုးပြည်내တွေကိုကိုယ်စားပြုပြီးအောက်လွှတ်တော်နဲ့တန်းတူညီမအာဏာရှိတဲ့မျိုးမဟုတ်ဘူးသူရဲ့ခန်းကဏ္ဍကဗီတေက House of Lords လိုမျိုးအတည်ပြုပြီးတဲ့ဥပဒေတွေကိုပြန်လည်တောင့်တတဲ့အကြံဖြိုးတဲ့အဆင့်မှာပဲရှိခဲ့တာပါဒါကြောင့်1948ဖွဲ့စည်းပုံကို Pedro ဖြစ်ချင်းမဖြစ်ချင်းစစ်ဆေးတဲ့ checklist နဲ့တိုက်ကြည့်လိုက်ရင်အဖြေကရှင်းရှင်းလေးပဲအချုပ်ချအာဏာခွဲဝေမှုလွတ်လပ်တဲ့ဖွဲ့စည်းပုံခုံရုံးပြည်내တွေရဲ့သဘောတူညီချက် ဒီလိုအဓိကအကျတဲ့အချက်တွေအားလုံးမှာမရှိဆိုတဲ့အဖြေပဲထွက်လာတယ်။တပီထောင်စနစ်ရဲ့အဓိကလက္ခဏာဖြစ်တဲ့ဘ ਹੁ လွတ်တော်ကအချို့ချာဖြစ်တဲ့ဆိုတဲ့အချက်မှာတော့ရှိဖြစ်နေတာကိုတွေ့ရမှာပါ။အချို့အနေနဲ့ပြောရရင်တော့တကယ့်ကိုအဆုံးဖြတ်ပေးနိုင်တဲ့ဥပဒေပြုရေးအာဏာရောတရားစီရင်ရေးအာဏာရောအားလုံးကဘ ਹੁ ဆိုရရဲ့လက်ထဲမှာပဲစူးစီးနေကြတယ်။ဒါကတော့တပီထောင်စနစ်ရဲ့အထင်ရှားဆုံးနဲ့အရှင်းလင်းဆုံးတက်တွေပါတယ်။ကဲဒီလောက်ပြောလာပြီးရဲ့နောက်မှာမေးစရာရှိတာကအေးအေးဒီဘာဖြစ်လဲစိုးရပါ ဒီ6ကက်ကဥပဒေအကြောင်းလေးတမန်ရဲ့အကြောင်းတွေကဒီနေ့ခေတ်ဘာလို့ဒီလောက်တောင်အရေးကြီးနေရလဲဒီချက်တွေကဆယ်စုနှစ်တည်းချီးပြီးရှေးကြာနေတဲ့ဒိုးနိုင်ငံရဲ့ပฏิပက္ခတွေနဲ့ဘလို့တိုက်ရိုက်ပတ်သက်နေပြီလဲဆိုတာကိုဆက်ပြီးလေ့လာကြည့်အောင်အဲ့ဒီပင်လုံစိတ်တက်ဆိုတာနဲ့ပျောက်ဆုံးသွားတဲ့ Federal ကတိဆိုတဲ့နိုင်ငံရေးဆက်လမ်းကအဲ့ဒီနောက်ပိုင်းမှာမှပိုပြီးအားကောင်းလာခဲ့တာပါအထူးသဖြင့်လလရရပြီးနောက်ပိုင်းနိုင်ငံရေးမှာအစင်မပြေတာတွေကြာရှုံးလာပြီးဖြစ်လာတဲ့အခါ ိုင်းရင်းသားတွေရဲ့မကျေနပ်မှုတွေကဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာတောင်းဆိုချက်တွေအဖြစ်တဖြည်းဖြည်းပြောင်းလဲလာခဲ့တော့တာပဲဒီထိုင်းလန်ကိုကြည်လိုက်ရင်ရှင်းပါတယ်1948မှာတဖြည်းဖြည်းစစ်နှစ်ဖွဲ့စည်းပုံကိုအတည်ပြုလဲ1950ကျော်တွေမှာဗဟိုနဲ့တိုင်းရင်းသားတွေကြနိုင်ငံရေးညီနိုင်လို့မရဖြစ်လာတယ်1962မှာစစ်တပ်ကအာဏာသိမ်းပြီးအာဏာအလုံးကိုဗဟိုချုပ်ကယ်လိုက်တဲ့အခါအဲ့ဒီကွာဟာချက်ကပောက်ကွဲထွက်တော့တာပဲ အဲ့ဒီနောက်ပိုင်းမှာတော့ Federal Senate တောင်းဆိုမှုဟာတိုင်းရင်းသားလက်နက်ကိုင်တော်လမ်းရည်တွေရဲ့ဘုံရည်မှန်းချက်တခုဖြစ်လာခဲ့တော့တယ်။ဒါကြောင့်ဒီကိစ္စကစာအုပ်ထက်ကပညာရေးဆိုင်ရာအငင်းအခုံတခုမဟုတ်တော့ဘူးဆိုတာရှင်းပါတယ်။ဒါဟာဆယ်စုနှစ်နဲ့ချီကျနေတဲ့ပြည်တွင်းစစ်ရဲ့နှလုံးသွေးပို့လို့ထင်နေပြီးမြန်မာနိုင်ငံရဲ့အနာဂတ်ကိုဘလို့ပေါင်းဖော်မလဲဆိုတဲ့ယွန်းကံမှုရဲ့ဘဟုချက်မှရှိနေတဲ့ကိစ္စပါ။ ဟုတ်ပြီဒါဆိုရင်ဒီတမိုင်းကိုဒီလိုရှင်းရှင်းလင်းလင်းနားလည်လိုက်ခြင်းကတိုးတရဲ့အနာဂတ်အတွက်ဘလို့အထောက်အကူပြုနိုင်မလဲရှေ့ဆက်ရမယ့်လမ်းကိုဘလို့ဖောက်မလဲဆိုတာကို အတူတူသုံးသပ်ကြည့်ကြအောင်ဒီနေရာမှာအရန်ရန်ကိုအရေးကြီးတဲ့အချက်တစ်ခုကိုပြောခြင်းနဲ့ ဥပဒေသမားကြီးက Federal မဟုတ်ခဲ့ဘူးလို့ပြောတာဟာတိုင်းသားတွေရဲ့နစ်နာမှုတွေသူတို့ရဲ့နိုင်ငံရေးမျိုးမှန်းချက်တွေကိုလီလူရှုတာတမိုးမထားတာလုံးဝမဟုတ်ပါဘူး။ဒါကဘာကိုရှင်းရှင်းလင်းလင်းဖြစ်စေချင်တာလဲဆိုတော့အနာဂတ်မှာတကယ်ခိုင်မာတဲ့ Ferris စနစ်ထူတိချောက်ချင်တယ်ဆိုရင်အတိတ်ကပျောက်ဆုံးသွားတဲ့အရာကိုပြန်တောင်းဆိုနေတာထက်အားလုံးအတူတူကအတိတ်တိချောက်ရမယ်ဆိုတဲ့အချက်ကိုပူပြီးရှင်းလင်းထားစေဖို့ပါပဲဆိုတော့စစ်မှန်တဲ့ Ferris ပြည်တော်စုစီထွားခြင်းနဲ့ဆွဲလမ်းကရှင်းပါတယ်ပထမအဆင့်ကတော့ အတိတ်ကိုချီးမငင်းခုံမနေရပဲလက်ရှိခေတ်ရဲ့လိုအပ်ချက်ပေါ်မှာအခြေခံပြီးညှိနှိုင်းဆွေးနွေးရမယ်ဒုတိယအဆင့်ကအားလုံးပါဝင်တဲ့ခြေပြန်းနေနိုင်တဲ့ရဲ့တဘိုးတူညီချက်အတိတ်တခုကိုရှားအောင်ယူရမယ်နောက်ဆုံးအဆင့်ကတော့အဲ့ဒီတဘိုးတူညီချက်ပေါ်အခြေခံပြီးရှင်းလင်းပြသတဲ့ Federal ဖွဲ့စည်းပုံနဲ့စကားလုံးနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ခုရည်ရွယ်ချက်ရှိရှိရေးဆွဲရမှာပဲဖြစ်ပါတယ်ဒီဆွေးနွေးမှုကိုအနည်းချုပ်ရရင်တော့ဒီကိုးကားချက်ကအကောင်းဆုံးပါပဲ မြန်မာနိုင်ငံရဲ့အနာဂတ်ဖက်ဒရယ်စနစ်ဟာတမိုင်းစာရွက်စာရန်လေးကိုနောက်ကျောင်းပြန်အထိပယ်ဖွင့်ဆိုနေတာမျိုးထက်ရည်ရွယ်ချက်ရှိရှိနဲ့ဖွဲ့စည်းပုံချက်ကဥပဒေကိုအတိရေးဆွဲခြင်းကနေပဲတည်ထောင်ရမှာဖြစ်တယ်ဆိုတာပါပဲနောက်ဆုံးအနေနဲ့စဉ်းစားစရာမေခွန်းလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်နိုင်ငံတကာနိုင်ငံရဲ့တည်ထောင်ခြင်းနဲ့ပတ်သက်တဲ့ဇလံလူတွေရဲ့စိတ်ချဲဆွဲနေတဲ့အမတ်တညာတွေကအငင်းပွားဝယ်ဖြစ်နေသေးတဲ့အချိန်မှာအဲ့ဒီနိုင်ငံအတွက်အနာဂတ်တစ်ခုကိုပယ်လို့တိဆောက်ကြမလဲဆိုတာကတော့သူအားလို့အတွက်စဉ်းစားစရာပါပဲ။